牙碜牛们尿我一个。多好呢，比你短，哼，慢呢。给、okay.。 စာတင်းစားပြီးပါတော့ဝင်စားပြီးပြီ။အေးဆုံး။အရှံပဲ။ကြည်နေတာဟုတ်။ကျွန်မပစ္စည်းလေးဖဏပြမယ်။ပြပြီးသွားရင်စကားပြောမယ်။ဟုတ်ပြီနော်။စကားပြောမယ်။ကဲစကားပဲပြောရမယ်။ရှစ်စနဲ့ရှစ်သိန်းတအားလှတယ်ရှစ်စနဲ့ရှစ်သိန်းရှစ်စနဲ့ရှစ်သိန်းဒီမှာဒါလေးနော် မောလို့မလို့ဒီရပိုင်းနေလေးမပြောဘဲနေတာဟာမပြောမောလို့ဆိုတာဒီလိုတခုခုဆိုလို့ရှိရင်လေ Facebook တွေ TikTok တွေပို့လိုက်ကျမကြီးပဲကိုမြင်နေရတော့လေကိုကကိုမြင်နေရမမြင်ချင်တော့လို့လို့ခဏလေးရမ်းမပြစ်မယ်မြင်ပေးစမ်းပြီးပြစမ်းပြစမ်းလာခဏလေးခဏလေးရမ်းလိုက်မယ်လို့ခဏလေးရမ်းလိုက်မယ်မပြောသေးဘူးလို့ဆိုပြီးတော့မှလေအဲ့ဒါနေနေတာသိလားစကားတွေပြောရင်လို့စကားတွေ Facebook တွေပေါ်မှာကိုကြီးပဲမြင်နေရ TikTok တွေပေါ်မှာလေကိုပုံကြီးပဲမြင်နေရတော့လို့ခဏနေလိုက်အောင်မယ်လို့ဆိုပြီးတော့မှလေအဲ့ဒါအဲ့ဒါ ပြောမယ်ရှစ်ဆက်နဲ့ရှစ်သိန်းဒေါ်လီစရယ်နော်တရာ60ဆက်နဲ့ရှစ်သိန်းလာတယ်နော်နောက်ထပ်နေတဲ့ဒစားလေးနင်းနေတန်တန်လေးနင်းနေတန်တန်လေးမှလေးစင်ကြော်ကြော်နဲ့မြာဆွဲသီးဆိုမမျော်နဲ့တခြားစီမှာ50နဲ့8သိန်းမမျော်နဲ့ဒီလောက်ကြောက်အရွယ်လည်းမရအောင် ။ကြောင်မုံဆလိနာလေးတွေပဲရမယ်။58သိန်းဒီမှာဒါလေး58သိန်းအဲ့ဒါလေးနော်ဒါလေးက58သိန်းအဲ့ဒါလေးဒီမှာဒါလေး59 59နော်58သိန်းဟုတ်ကဲဟိုတနည်းအောင်လေး ဗီဒီယိုဖိုင်လေးတွေ့လိုက်တယ်တခုဗီဒီယိုဖိုင်လေးပါတခုတွေ့လိုက်လဲဆိုတော့အဲ့လိုနည်းနည်းလေးတောအိမ်လေးလိုအိမ်မျိုးလေးနော်အဲ့လိုအိမ်လေးမှာအဖွားကြီးပေါ့အမေကဈေးကနေပြန်လာပြီးသူဈေးဝယ်လာတာလေးတွေနဲ့အဲ့မှာသားလို့သူကအမေကိုရိုက်မောင်းပုံမောင်းနေနဲ့ဒါလုတ်ပြီးတော့မှရိုက်ထားတဲ့ဗီဒီယိုလေးအားလုံးနဲ့တွေ့ရမယ်လို့ထင်တယ်နော် ဆိုတဲ့ကကြတော့အဲ့ဒီဗီဒီယိုလေးတစ်ခုတွေးလိုက်တယ်တွေးလိုက်တဲ့ကကြတော့ဗီဒီယိုကဘာမက်ဆေ့ချ်ပေးချင်တာလဲတော့မပြောတတ်ဘူးသိလားကျမတို့လေဒီခေတ်ဆိုတာကဆိုရှယ်မီဒီယာတွေကိုသုံးနေတယ်လီဖုန်းလေးတွေလက်ထဲဆိုတာကလေခလေးလေးတွေဒီနှစ်တန်းသုံးတန်းအရွယ်ခလေးလေးတွေအစားဆိုရှယ်မီဒီယာကိုဒါအသုံးပြုနေကြတာပေါ့နော်ဆိုတော့ဒီလိုခလေးမျိုးလေးတွေဆိုနေတာဒါအကုန်ကြွန်းကြန်းချင်ချင်နဲ့ဆိုရှယ်မီဒီယာကိုသုံးနေကြပြီဆိုရှယ်မီဒီယာပေါ်မှာရှိနေကြပြီဆိုတဲ့အချိန်ဒီမှာကျမတို့စီက ပညာပေးရိုက်တယ်ဆိုရင်လေဒီလောက်ကြီးတရုတ်တင်ဟန်ပန်နေမန်နေထန်နေနဲ့ပါပြီးတော့မှရိုက်เสียမလို့အဖူးเนาะတခြားနီးလန်းနဲ့ပညာပေးတရုတ်ဖော်တွေရိုက်လို့ရတယ်လို့ကျမတို့ဒီလိုလေးမြင်တယ်เนาะဆိုတော့ဘာလို့ message ပေးမကြည့်ရတော့လို့ကိုကဆက်တောင်မကြည့်လိုက်တော့ဘူးเนาะမောမောမောင်မတော်မှပြောတယ်မကြည့်နဲ့မကြည့်နဲ့အခုတို့တွေများလိုက်တာဆိုဟိုတနေ့ video file လေး နော်မကြည့်နဲ့မကြည့်နဲ့အာခုတို့တွေမြောင်လိုက်တာမကြည့်နဲ့တော့ပိတ်လိုက်တော့ဆိုပြီးတော့ဆိုကျွန်မပြီးအောင်ဆက်မကြည့်လိုက်ဘူးနော်အဲ့တော့ဒီဗီဒီယိုကဘာ message ပေးကြံလဲတော့မသိဘူးဒါပေမဲ့အရန်ကို ရုပ်ရင်းကြမ်းတမ်းပြီးတော့မှရိုင်းဆိုင်လုံးအားကြီးတယ်ကျွန်မတို့တွေကလေအနာဂတ်ကလေးတွေကို နေမာဖို့ရင်ကျေးဖို့ကျွန်မတို့တွေကဒီလိုလေးတင်ရမှာပေါ့နော်ဒီလိုလေးတွေဒီလိုဒီလိုဗီဒီယိုလေးတွေဒီလိုမျိုးလေးတွေပြရမှာကိုတခါတည်းကိုအခုခေတ်ကလေးဒီလိုကြမ်းတမ်းတာတွေရုပ်ရင်းကြမ်းတမ်းတာတွေဒီလိုတွေရိုက်နေတာတွေမြင်တော့လေ ကျမတို့ပြင်းထန်စွာရှုံချပါတယ်။ Not ရုပ်စာကိုလေ လုံးဝလက်သက်မခံတဲ့ဘက်ကပါကျမတို့တွေရာလင်းဘလို့ပဲဖြစ်ဖြစ်ဆိုရှယ်မီဒီယာတွေခုနလိုအမှုပညာတွေဆိုတာကအရန် influence ဖြစ်ပါတယ်เนาะဆိုတော့ကျမပြောပါဦးလားဒီမှာတို့တွေဆိုဆက်လိတောက်တတ်တာဆိုမင်းသားတွေဆက်လိတောက်တာတွေ့ပြီးတော့မှအဲကျော်သူတို့ဆိုသူတို့ဆက်လိတောက်တတ်ခဲ့မှာဒါကျမတို့အသက်အရွယ်ဒန်းနေဆိုဆက်လိတောက်တတ်ခဲ့ကြတယ်ဘာဖြစ်လဲဆိုတော့တို့အရန်အောင်မြင်တဲ့အချိန်မှာကျမတို့တွေကအရွယ်ရောက်တဲ့အရွယ်တွေဖြစ်နေပြီလေเนาะဆိုတော့အတုမြင်အသက်တင်မဟာမင်းသားစတိုင်ကြတယ်ဆိုဟာမင်းသား lucky strike ကြော်ညာတို့555ကြော်ညာတို့မင်းသားဆိုဟာ harley davidson နဲ့စ ိုက်ကယ်ကြီးနဲ့ secret ကိုတခါတည်းကိုရထားလမ်းပေးမှာထိုင်ပြီးအဲအားတိုင်းမှာမဆက်လိတောက်တတ်တယ်မလားအိမ်မာနေဟုတ်တယ်မလားအိမ်မာနေခါတည်းဖိညာမင်းသားတို့ကြာပြီးမာဘိုလိုတို့ဟုတ်တယ်လားမာဘိုလိုတို့အမှန်ရင်တို့ဆက်လိတောက်တတ်တာလေနော်ဆိုတော့အဲ့လိုမျိုးဆိုတဲ့ကစားဒါအမှုပညာရဲ့ဟာအရင်ပြည်သူပေါ်မှာ influence အရင်ဖြစ်ပါတယ်နော်ဆိုတော့အဲ့ဒီခုနကမိဘကိုရိုင်မောင်းပုံမောင်းနေ လုပ်တဲ့ video ဆိုရင် ကျွန်မအဆုံးထိမကြည့်လိုက်တဲ့အတွက်ကြောင့် तू ဘာ message ဘာဘာ message ကို ပေးချင်တာလဲဘာကိုပေးချင်တာလဲလို့ကျွန်မမသိဘူးဒါအမှန်တိုင်းပြောပြတာကျွန်မဆုံးအောင်မကြည့်လိုက်ဘူးကျွန်မတော်တော်လေးကိုကြည့်လိုက်တဲ့အချိန်မှာတော့မလေးကန်ကြောက်ပြီးတော့မှတစ်ခါတည်းကိုဟာဟိုအိုးတွေခွက်တင်နေတစ်ခါတည်းမောက်လန်ဘန်းတွေပါလွတ်ပြင်ဟာကန်ကြောက်ပြီးတော့မှအဖွားကြီးကမြေကြီးပေါ်မှာလူးလိမ့်ပြီးတော့မှအဲ့လောက်အထိမှဆက်မကြည့်ရတော့လို့ဆက်မကြည့်လိုက်တော့ဘူးအဲ့တော့ဒီလိုဗီဒီယိုမျိုးတွေဒီလိုမျိုးပြောက်ွက်မျိုးတွေဆိုတာကတော့ကျွန်မတို့မြန်မာလူမျိုးအနေနဲ့ရှက်စရာလဲကောင်းတယ် ကျွန်တော်တို့ရေလူမျိုးကယဉ်ကျေးတဲ့သူမျိုးဗုဒ္ဓဘာသာတိုင်းပြီးเนาะယဉ်ကျေးတဲ့သူမျိုးကျွန်တော်တို့လူမျိုးကဒီလိုမျိုးလေးကဘာကအရင်တော့လက်ခံထားတာအဲ့တော့အရင်တော့ကလိုမျိုးကိုယ့်အိမ်ထဲမှာကိုအော်ကိုယ့်အိမ်ထဲမှာကိုဖြစ်ကိုယ့်အိမ်ထဲမှာကိုပဲရုံရင်းချမ်းတမ်းတာတွေကရှိရမျိုးမဟုတ်ဘူးအခုကဒီလိုဗီဒီယိုဖိုင်တွေဆိုရှယ်ပေါ်တင်လိုက်တယ်ဆိုနေရဆိုရှယ်ပေါ်ရဲ့ပြက်နှံ့အားဟာကဘာကြီးကိုရောက်သွားတာဟာမြန်မာလူမျိုးတွေက ီလူမျိုးတွေလားဆိုတော့ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ဘယ်လိုဘာသာပဲဖြစ်ဖြစ်ဘယ်တိုင်းပြည်ကပဲဖြစ်ဖြစ်လက်မခံနိုင်တဲ့အပြုအမူတွေမိဘကိုရိုက်နှက်ပြီးတော့မှကန်ကြောက်ပြီးတော့မှဆဲဆိုပြီးတော့ဆိုတဲ့ဟာလေဘယ်နိုင်ငံဘယ်လူမျိုးကမှ ျမတို့လက်မခံနိုင်တဲ့အပြုအမူတွေเนาะဆိုတော့အဲ့ဒီဗီဒီယိုဖိုင်လေးတွေ့လိုက်ရတယ်တော်တော်ကိုစိတ်မကောင်းစရာလင်းအဲ့တော့အတုမြင်အတက်တင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါရောက်သွားပြီးသားဟာတော့မတက်နိုင်တော့ဘူးပေါ့เนาะကျမတို့အဲ့တော့နောင်မြန်းဆိုလို့ရှိရင်ဆယ်လီဆိုတဲ့သူတွေနာမည်ကြီးကျင်တဲ့သူတွေနာမည်ကျော်ကျင်တဲ့သူတွေခုနလိုမျိုးပေါ့ influencer ဆိုတဲ့သူတွေစသဖြင့်ပေါ့လေအာလူတွေကလေတတိထားကြဖို့ပြောက်ကွက်ကလေးတွေကို တူတူပါပဲတဲ့ဆုံးအောင်မကြည့်ရဲလို့ဆက်မကြည့်ပြစ်ခဲ့ဘူးကွတဲ့မမဟုတ်တယ်တင်းလဲဆက်မကြည့်လိုက်ဘူးတင်းလေအမြကြီးပေါ်မှာကန်ကြောက်နေတာနဲ့နေလင်းဟာဆိုပြီးတော့နေပလစ်စီတော့နေပလစ်စီတော့ဆိုပြီးတော့မှတင်းဆက်မကြည့်လိုက်တဲ့အတွက်ကြောင့်ဘာမက်ဆေ့ချ်ကိုပေးကြင်လဲဆိုတာကိုတင်းမသိဘူးเนาะဒါပေမဲ့လင်း ကျွန်တော်တို့ဒီမြန်မာလူမျိုးဆိုတာအင်မတန်ယဉ်ကျေးတဲ့သူမျိုးအင်မတန်ကိုတိမ်မွေးတဲ့သူမျိုးအင်မတန်ကိုလေလူကြီးသူမအပေါ်မှာတိတက်တဲ့သူမျိုးလို့ကဘာကရောကျွန်တော်တို့လူမျိုးရဲ့ဒါ image လေးရောဒီလိုမျိုးလေးဖြစ်ထားတယ်အဲ့တော့ဒီလိုမီဒီဒီလို social media ပေါ်မှာဒီလိုမျိုး file တွေဒီလိုမျိုးပြောက်ခွက်တွေဟာကျွန်တော်တို့လူမျိုးတိုင်းပြည်နယ်လူမျိုးအထိပါထိခိုက်နစ်နာစေပါတယ်ဒါကြောင့်မလို့လင်းစင်ငင်ကြဖို့နာမည်ကြီးကျင်တဲ့နာမည်ကျော်ကျင်တဲ့ဆိုလဲတခြားနီးလန်းကိုသုံးပါเนาะတခြားပြောက်ခွက်ကလေးတွေကိုပြပါတခုခု any information ပေးကျင်တာဆိုရင်လည်း တခြားပြလို့ရတဲ့ပြကွက်တွေအများကြီးရှိပါတယ်ဒီလိုမျိုးကတော့ပြန်ပြီးဖြီလို့မရတဲ့ပြကွက်တွေဖြစ်ပါတယ်မလုံတဲ့မလုံအပ်တဲ့ပြကွက်တွေဖြစ်ပါတယ်အယံကိုရိုင်းဆိုင်သောအယံကိုအောက်တန်းကျသောအယံကိုစကလုံးသုံးလုံးစရာမရှိအောင်ကိုတကယ်ကိုဟိုတကယ်ကိုမှသုံးစရာစကလုံးမရှိအောင်ကိုစုပ်ပဲ့တဲ့ နော်မယိုင်းနဲ့အောက်တန်းကြတဲ့ပြကွက်မျိုးတွေဖြစ်ပါတယ်။ဒါကြောင့်မလို့နာမည်ကြီးခြင်းလို့နာမည်ကျော်ခြင်းလို့အတန်းရှင်းလိုခြင်းလို့လူကြီးစေခြင်းလို့ဆိုလို့ရှိရင်လည်းဒါမျိုးပြကွက်မျိုးတွေရှောင်ပေးကြပါလို့ကျွန်မဒီနေရာကနေပြင်းထန်စွာရှုံချပါတယ်။ဗီဒီယိုဖိုင်တော့မပြတော့ဘူး။ကျွန်မတော့အကူသူတွေရပြီးပြီ။ဂျန်တဲ့သူတွေအကူသူတွေရမှာဆိုလို့မပြတော့ဘူးနော်။ဆိုတော့တော်တော်လေးကိုဆူဆူဝါးဝါးလေးမလို့စက်တောင်မကြည့်ရဲပါဘူးနော်။ဆိုတော့အဲ့လိုဗီဒီယိုဖိုင်မျိုးလေးနှစ်ဖိုင်သုံးဖိုင်တော့တွေ့တယ်နော်။ဆိုတော့လေတော်တော်ဆူဆူနောက်တစ်ခါလေး ရိုက်တာတွေရှိသေးတယ်အဲ့လိုပဲနေဘက်တီမှာပဲအမေကလာနေတယ်အမေကိုအိမ်မွားနေနင်းချတယ်အမေကိုထွက်မတွေ့ဘူးအဲဒီလိုဗီဒီယိုဖိုင်မျိုးလေးကြီးလည်းတွေ့တယ်နော်ဆိုတော့လေအဲ့နေဘက်တီပေါ့အဓိကတော့အခြေခံပညာအားနည်းလို့လားအသိပညာဘ ഹു တုတအားနည်းလို့လားဘလို့လဲတော့မပြောတတ်ဘူးသိလားအဲ့လိုမျိုးလေးတွေကနေဗီဒီယိုဖိုင်လေးမျိုးတွေတွေ့တယ်ကျွန်တော်တို့ဆိုအသက်40ကျော်ပြီအခုဒီကျွန်တော်ကအိမ်မှာလွတ်လပ်ရေးမရသေးဘူးကျွန်တော်တို့အခုချိန်ဒီမိဘစကားကိုတတဝေမသိမ်းနားထောင်တော့မိဘနဲ့ကျွန်တော်တို့မဆန့်ကျင်ဘူး နော်မှန်သည်ဖြစ်စေမှားသည်ဖြစ်စေကျမတို့အသက်40ကျော်အရွယ်ဆိုတော့ကျမတို့46 50နာပဲနီးနေပြီဒါကျမတို့ကကိုယ့်ရဲ့ဆုံးဖြတ်ပိုင်ခွင့်လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ကျမတို့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရက်တည်တယ်ကိုယ်စည်းပွားကိုယ်ရှာတယ်ကျမတို့အထိုက်အလျောက်ကိုယ့်ရဲ့အောင်မြင်မှုတွေရှိတယ်ဒါပေမဲ့ကျမတို့ကမိဘနဲ့တွေ့ရင်ကလေးပဲနော်မိဘကကျမတို့ပေါ်မှာစိုးရိမ်ပူပန်မှုတွေကျမတို့ပေါ်မှာပြောဆိုဆုံးမမှုတွေကိုကျမတို့ကဒီနေ့အထိကျမတို့ကတန်ဖိုးထားပြီးလက်ခံစေအာကျမတို့အသက်အရွယ်တော်မှာ နော်တခါတလေကျမိဘနေနေကိုရီနေသဘောထားချင်းကွဲလွဲတာအမြင်နေမတူတာရှိတယ်ကိုကလက်တွေ့နေပေမှာအလုံးလုံးနေရတယ်ဆိုတဲ့အခြေအနေရင်မိဘကဘေးကနေပြီးတော့မှစိုးရင်ပူပန်ပြီးတော့မှသူတို့ပြောဆိုတဲ့စကားလုံးလေးတွေကလွှဲနေတာမျိုးလေးတွေရှိတယ်အဲ့ဒါကိုတောင်မှပဲကျမတို့ကလည်းမိဘနဲ့အတိုက်ခံမလုပ်ဘူးကျမတို့လက်တင်ခံလိုက်တယ်စိတ်စင်းရဲမှာဆိုလို့ နော်နောက်တစ်ခါ social ပေါ်မှာအရန်အတူယူစရာကောင်းတဲ့သူရှိတယ်။ဒီ personal အရာပုံကိုရေးရဘလို့ပဲတိုက်ခိုက်တိုက်ခိုက်ဘယ်လိုပဲကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအာကျွန်တော်တို့လုပ်ငန်းတွေပဲမှာတော့ကြိုက်တဲ့သူလည်းရှိမယ်မကြိုက်တဲ့သူလည်းရှိမယ်။ဒါပေမဲ့မိတို့ပင်ဆိုစေကောင်မူဒီအကြောင်းအရာတစ်ခုတည်းပေါ်မှာတော့အရန်ချီးကျူးစရာကောင်းတဲ့ပုံကိုတယောက်ရှိတယ်ကိုကျွန်းလွင်း သူ့ရဲ့ဗီဒီယိုဖိုင်လေးတွေဆိုရင်ဒါအတူယူရတယ်အမေပေါ်မှာသူအရန်စိတ်ချမ်းသာအောင်ထားတယ်အမေပေါ်မှာသူအရန်ပြုစုတယ်အမေပေါ်မှာအရန်သူစောင့်ရှောက်တယ်သူ့အမေဟာသူ့သားသမီးလေးလိုပြန်ဖြစ်သွားတယ်နော်ဆိုတော့ငယ်တုန်းကတော့မိဘတွေကသားသမီးကိုပြုစုခဲ့မိဘတွေမတန်ဆွမ်းတော့တဲ့မကြမ်းမာတဲ့အချိန်မှာကြတော့သားသမီးတွေကမိဘတွေကခလေးပြန်ဖြစ်သွားပြီးသားသမီးတွေကလူကြီးပြန်ဖြစ်ပြီးတော့မှအမေကိုစဟင် နောက်ဟင်အမေကိုကျွေးဟင်မွေးဟင်နဲ့ဒီလိုဗီဒီယိုဖိုင်လေးတွေအင်မတန်ဒါ appreciate ဖြစ်ပါတယ်เนาะကျွန်တော်တို့အင်မတန်လေးအတူယူရတယ်အင်မတန်လေးလေးစားရတယ်အင်မတန်လေးသဘောကျရတယ်ဆိုတော့ဒါမျိုးလူကိုကြတော့ကဲ့ရဲ့တယ်ရှုံချတယ်เนาะဒီလိုမျိုးတွေမထော်မနှမ်းနေတဲ့ဗီဒီယိုတွေဒါမျိုးတွေကျွန်မခုနပြောသော personal ပုံကိုရေးရကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဒါကတော့အမှန်တရားဒါဒီလုံးဝအတူယူရမယ်ဆိုဒါအတူယူရမှာ personal တိုက်ခိုက်ချင်တာနဲ့ရှိသမျှလုံးပြီးတော့မှတင်းကျုံပြီးတော့မှတော့ကျွန်မတို့ကကဲ့ရဲ့ပလိုက်လို့မရအောင်မကြိုက်တာကမကြိုက်တာတစ်ပိုင်းချီကျူးစရာရှိတာချီကျူးစရာတစ်ပိုင်းဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုကျုံလွန်ရဲ့ဗီဒီယိုဖိုင်လေးတွေဆိုဒါကျွန်မတို့အတူယူရတယ်ကျွန်မတို့လေးစ ားရတယ်အားကြရတယ်ကျမတို့စင်ကျင်သုံးသပ်ရတယ်အော်ငါတို့လေငါတို့အမေတွေငါတို့အဖေတွေဒီလိုမျိုးအသက်အရွယ်မျိုးဒီလိုဖြစ်သွားရင်ငါတို့ဒီလိုစိတ်ချမ်းသာအောင်ထားရမယ်ဒီလိုပြည့်စုံရမယ်ဒီလိုစောင့်ရှောက်ရမယ်ဒီလိုအတွေးမျိုးလေးတွေဖြစ်စေတယ်ဒါနှောင်းလူတွေကို နော် အသိပညာဗဟုသုတလေးဖြစ်စေဟာအခုတော့ဟေးရိုက်နဲ့ကန်ကြောက်ပြီးတော့မှဆွေးဆူအောင်ဟေးပြီးတော့မှဟုတ်တခါနဲ့မြင်ရစရာမကောင်းဘူးဒါမျိုးတွေကိုတော့ကျမတို့ကဘယ်လို့မှလက်သင့်ခံနိုင်စရာအကြောင်းမရှိဘူးဘာ message ပဲပေးခြင်းပေးခြင်းဘာ information ပဲ ပေးခြင်းပေးခြင်းဘာကြောညာပဲပေးပြင်းပြင်းပြင်းကျွန်တော်ကတော့လုံလုံဆန့်ကြံပါတယ်เนาะအတူယူမမားကြပါနဲ့ခလေးတွေလည်းနောက်ထက်ဒါတနည်း င်ကျွန်မချပြကြပါလို့ဒီညကနေတိုက်တွန်းပါတယ်နော်ဆိုတဲ့ခါကျတော့တော်တော်လေးကိုဆိုးလို့မလို့နော်တော်တော်လေးကိုတော်တော်လေးကိုဆိုလို့မလို့เนาะ ဆင်းရဲတည်ဖြစ်စေလေဟုတ်တယ်လားအဲ့တော့ကိုကလည်းကိုသားသမီးလေးကိုအဲ့လိုပြုစုတာမျိုးကိုခန်းခြင်းနဲ့အဲ့ဒါဆိုရင်ကိုကလည်းကိုမိဘကိုပြန်ပြုစုရမယ်ဟုတ်တယ်လားနော်အမလေးရင်မောစရာရင်မောစရာရင်မောစရာကြီး aí ့သွားပြီ။လို့ရှိရင်ကိုမိဘကိုလည်းကိုကပြည့်စုံဆောင်ရှောက်တူတော့အကျိုးပဲပေးမှာတူတော့အကျိုးပဲပေးမှာဟုတ်ပြီလာနော် တူတော်ကျိုးပဲပေးမှာကိုကိုသားသမီးကကိုကိုချစ်ခင်တာယူရတာကိုခံကျင်နေဆိုကိုကလည်းကိုမိပါအောင်ချစ်ခင်ယူရသိလားနော်အဲ့လိုကျမတော့ ရီစာနေကကြောက်လာတာခုချိန်ထိကြောက်တုံးနေအဲ့ဒါသူရောက်ကမောသူရီစာကလည်းရီစာတော့လို့ကြောက်လာတာဟလားအခုဒီအကြောက်ကမပြေသေးဘူးမပြေသေးဘူးနော်အဲ့လိုဒါကျွန်တော်တို့ရဲ့ respect ပေါ့နော်အဲ့လိုအိမ်မှာမောင်စုံမြဲပြောတယ်ကျွန်တော်တို့တွေဒီလိုမိဘကိုကျွန်တော်တို့ကလေတခုခု ပေါ့ဥမာမှာပေါ့ဥမာကိုစလေးပေးတယ်ပေါ့လေတခုခုဆိုရင်တော့ကျွန်တော်တို့ကလေထိုင်ကြော့ပြီးမှပေးတာကိုကနေအာမိဘတဘောကလေးတုံးဖို့ဆွဲဖို့လှူဖို့တန်းဖို့လေးကျွန်မတို့တတ်နိုင်သလောက်ကလေးတွေပေါ့လေဒီလိုမျိုးလေးပေးရဆိုရင်ကိုလေကျွန်မလေးကျွန်မတို့အဖေမေးကလည်းညင်းသလားမမင်းနဲ့တို့ကလည်းလေကျွန်မနေ့ကတော့မှအဲ့လိုပဲဟိုဟိုမွေးနေ့ပေးတဲ့ခါကျတော့အဲ့ဒါညင်းနေတာဆိုတော့ကျွန်မတို့ကလေပြောတယ် သူများတော်လှူနေတန်းနေပေးနေကန်းနေရသေးတာမိဘကသုံးပေးဆွဲပေးလှူပေးတန်းပေးတော့မှကိုကပို့ပြီးတော့မှကုသိုလ်ရမှာပေါ့အဲ့တော့ကိုက blessing ပို့ရမှာပေါ့အဲ့ဒါကြောင့်မို့သုံးလှူ you ဆိုပြီးတော့မှပြောရတယ်တိရမပီးနဲ့တာသမီနေပဆန်ရှာတာပင်ပင်မမနဲ့ရှာရတဲ့ပဆန်မသုံးရဘူးမသုံးရဘူးနဲ့လောက်တာတိလားအဲ့တော့ကျွန်တော်တို့ကဘယ်လိုပြန်ပြောရဆိုသုံးသုံးဖြည့်စားချင်တာစားဝယ်ချင်တာဝယ်လှူချင်တာလှူအဲ့လိုသုံးတော့မှကျွန်တော်တို့တွေကကုသိုလ်ရတာ ကျမတို့ကံဆက်ဖို့ကုသိုလ်ဆက်ဖို့တော့ကိုမိမအဲ့လိုသုံးပေးမှမိမလက်ခံပေးမှအပြင်လူတွေတောင်ပေးကမ်းလူတန်းနေရသေးတာကိုမိမသုံးပေးဆွဲပြီးတော့မှရမှာဆိုပြီးကျမတို့ဒီလိုလေးပြောပြီးတော့မှပေးရတယ်အဲ့တော့ကိုကလေကိုသားသမီးကိုကိုဂရုစိုက်တာခံကျင်နေဆိုကိုကလည်းကိုမိမကိုပြန်ဂရုစိုက်မှကိုသားသမီးကလည်းကိုကိုပြန်ဂရုစိုက်တန်တရားဆိုတာတပတ်လေနေရနော်အဲ့တော့ကျမတို့တော့ကြောက်တယ်ကိုကလည်းသားသမီးများများစစမွေးထားတာမဟုတ်ဘူးတကောင်နဲ့မွေးထားတာတကောင်နဲ့မွေးထားတော့လေအကြည့်ပဲခံရမှာကြောက်တယ်နော်သိလားချစ်ပဲခံကျင်တာလေ ဟိုပြစ်ပယ်ရဲဆိုတာဒီလိုပါကျမတို့ကလည်းသားသမီးပေးစာကန်းစာစားရမှရမှကျမတို့ကလည်းစားရမယ်အဆင်တန်မဟုတ်ပါဘူးသူသူစီကလည်းဘာမှမမျှော်ကိုပါဘူးเนาะသူ့ကိုကျမတို့ကပညာရေးသင်ပေးခဲ့တဲ့စီစဉ်ဥစ္စာတွေပေးတယ်ဆိုတာကျမတို့ကပဲပေးကြတာစီစဉ်ဥစ္စာဆိုတာလေကျမတို့ဆိုကျမတို့ပိုင်ဆိုင်မှုဆိုတာကျမတို့သားပဲရမှာလေအမွေလူစီရလူလည်းမရှိဘူးဟုတ်တယ်လားဆိုရက်ကကြတော့အဲ့တော့အော်အဲ့လိုအခြေအနေမျိုးမှာကျမတို့ကစီစဉ်ဥစ္စာသူ့အတွက်ပဲကျမတို့ကရှာတာလေသူ့ကိုပဲပေးခဲ့မှာအဲ့တော့ ကျမတို့ပြန်ကြည့်တယ်မကြည့်ဘူးဆိုတော့ကျမတို့ကသူ့စီကငွေကြေးအဖြစ်ဘာတစ်ခုမှမမျှော်လို့မြေတားအဖြစ်ပဲမျှော်တာနော်မြေတားအဖြစ်မဲလိုချင်တာမြေတားအဖြစ်ပဲမျှော်တာငွေကြေးအဖြစ်ကတော့မမျှော်ဘူးအဲ့လိုဖြစ်ရတာပဲတစ်ခါလေးကြောက်လဲရန်ဒီပါဖြစ်ရန်နေဖြစ်သူ့ဖေက judge လောက်ရတာလေအလဲရနေဒါမင်းရောက်ရန်ဖြစ်ပြီဆိုဟလားသူ့ဖေစီချက်ချင်းခေါ်ပြီဒယ်ရီအဲ့ဒါစဉ်းစားကြည့်ဆိုတာနဲ့စတာဟလားဒယ်ရီစဉ်းစားကြည့်အဲ့ဒါမမေကတာတာကိုဗလိန်းတာလား ဒီလိုမင်းမရတာတာကိုဗလိန်းတာလားအဲ့လိုအဲ့လိုနားလည်မပြန်ပြောရတာပေါ့နော်ဆိုးတယ်ကျမတို့ဒါလဲကျွန်တော်တို့ရရင်ပြပြမရှိပါဘူးကျွန်တော်တို့ကိုယ်တိုင်လည်းမလုပ်ဒီနီးဆိုင်ရမိပါရဲ့ဟာတင်ယူတာပဲလမ်းနင်းလောက်တာလေကျွန်တော်ကိုယ်တိုင်ကအဖေအမေပေါ်မှာ respect ထားတာဖြစ်တဲ့ကြောင့်ကလေးတွေကလည်းမိဘပေါ်မှာ respect ထားရမယ်ဆိုရင်စိတ်က auto ရှိပြီးသား အဲ့တော့တခုခုဆိုလေအခုချိန်ကြီးသူလဲတိုင်းမင်းနဲ့อืมမိဘအကြံဉာဏ်တောင်းနေမိဘ blessing ကိုယူတယ်မိဘနဲ့တခုခုဆိုတိုင်းမင်းနဲ့ဆွေးနွေးတယ်အဲ့လိုမျိုးအဲ့လိုမျိုးကျမတို့လည်းလွတ်လပ်ရင်မရတယ်လို့ကျမသားလည်းအခုလွတ်လပ်ရင်မရဘူးသူကတူတူပဲတူတူပဲနော်ကျမတို့လည်းလွတ်လပ်ရင်မရသေးဘူးလေကျမတို့လွတ်လပ်ရင်မရဆိုတော့တို့လည်းလွတ်လပ်ရင်ရစရာအကြောင်းမရှိဘူးအဲ့လိုတကူဆိုအမေဖေစီက ခွင့်ပြုချက်ကိုတောင်းနေအဲ့လိုဟာကြောက်စရာကြီးနော်ကြောက်စရာကြီးမြင်တယ်တွေ့တယ်မဟုတ်လားကြည့်ရတယ်မဟုတ်လားอืมดันซีดีเลยยามาตะมิชินเนี่ยดันซีท้าจ้ะเนาะมวยนี่อายยามาดันซีดีเลยยามา ပြောတယ်ဒါပေမဲ့သမီးစင်ကလည်းတခုတော့ရှိတယ်ပြောပြအောင်မဟိုတနေ့ကတော့ပြောတယ်အလုံးလုံးတော့သူတို့စီမှာပတ်စံစုရတာလေးရှိရဲ့လေစုပါလားအဲ့ဒါလေးသုံးရအောင်ထည့်ပြီးစုရတာလေးမလောက်လို့ရှိရင်သူကသူ့လစာနဲ့သူကသူသုံးတာကိုမလောက်လို့ရှိရင်မေမေပေးမယ်ဟိုဘိုင်ဝီကလီပေးချက်မှာ90 90စုလို့ရှိရင်တစ်လောက်တရာပေါ့နော် ဲ့လိုမျိုးလေးဟို by weekly ကို90စုပါလားတရဒါဆိုအသက်ကြီးသွားတဲ့ချိန်ညာသူကသူဒါလေးอ่ะเนาะဒီလိုမျိုးလေးဖြစ်တယ်အဲ့ဒါလေးစုပါလားလို့ကျွန်မသူ့ကိုဒီလိုလေးပြောတယ်အဲ့တော့တရပေါ့လေဟိုလစာတွေကနေသုံးနာဆွဲတာတွေကနေမလောက်လို့ရှိရင်မမေထပ်ဆောင်းပြီးပေးပါမယ်အဲသူ့ကိုကျွန်မသူ့ကိုဒီလိုလေးပြောတယ်ဒီလိုလေးပြောရဲကျမတို့တလားတထောင်တထောင်မဟုတ်ဘူးပေးတယ်နော်မဟုတ်ဘူးသူတထောင်တထောင်ပေါ့လေဒါသူသူဥစ္စာဖြစ်ပါစေဆိုပြီးတော့မှသူကအဲ့တထောင်စုတယ်တဲ့သူကသူလည်းမေမေပေးတဲ့တထောင်မသုံးဘူးတဲ့ အဲဆိုတော့ကျမသူအိမ်လာကရအောင်လို့မလို့ကျမသူတထောင်တထောင်ပြီးတော့သူအဲ့တထောင်တထောင်စုတယ်အဲ့တော့သူလောက်ဆောင်လေးနဲ့သူကသူလောက်အောင်သုံးတယ်ပေါ့နိလောက်အောင်သုံးတော့ကျမအဲ့မလောက်မှဆိုးလို့ပါတော်စားချင်းချင်းနေရမှာဆိုးလို့သိလားအဲ့တော့အဲ့တရားကိုကျမပေးမယ်နိုနိဟဲနိုနိနော်နိုနိသူ့ဘဝကိုသူ့ငွေချင်းနဲ့ပဲစီမံမယ်မမေငွေချင်းနဲ့သူမစီမံမှု သိလားမမေပေးတဲ့တထောင်နဲ့သူကမထီဘူးစုတာအဲ့ဒါကြောင့်မလို့ သူ့ဘဝကိုသူ့ငွေချင်းနဲ့ပဲသူစူးစမ်းသူစီသူစီစဉ်မယ်နိုနီမပေးနဲ့ပေါ့သိလားမယူဘူးပေါ့သိလားအဲ့လိုမာနာလေးတော့ရှိတယ်အဲ့လိုမာနာလေးတော့ရှိတယ်ဆိုတော့အဲ့လိုလေးတော့တစ်ခွက်ရှိတယ်တစ်ခွက်တော့ရှိတယ်မပေးနဲ့တဲ့မယူဘူးတဲ့အဲ့ဒါသူ့ကသူလုံးမယ်တဲ့ဥစ္စာအဲ့လိုစူးကျင်နေဆိုလို့ရှိရင်သူ့ကသူရအောင်ကြံတဲ့ဟာနေရနေပြီးတော့မှသူလုံးလိုက်ပြီးတော့မှသူစုလိုက်ပါမယ်တဲ့ဥစ္စာမပေးပါနဲ့တဲ့မယူပါဘူးတဲ့နိုနီတဲ့အဲ့လိုလေးရလည်းရှိတယ်တကွတ် ကောင်းမလားမကောင်းမလားတော့မသိဘူးဟမ်ဟမ်ဟမ်တရားလို့အဲ့လိုအဲ့လိုအဲ့လိုဟိုကျမဘာညာပတ်စံဒီဘာကြီးသူစီဟိုဖြစ်ထားလို့လဲဟာတုံးလိုက်မယ်လို့ဆွဲလိုက်မယ်လို့ဝယ်လိုက်မယ်လို့ချမ်းလိုက်မယ်လို့မရှိရှာဘူးအဲ့လို အကွက်ပြောရတယ်ဥစုကစင်းနေမင်းနဲ့စားကျင်တာလေးစားသုံးကျင်တာလေးသုံးဦးကျင်တာလေးဆိုဝိလောက်ပဲပြုအဲဒီလိုလေးကိုကပြောရတာပေါ့နော်အရင်ကြီးမချင်းချင်းနဲ့တော့တော့ကြခုနလိုပေါ့လမ်းစာလေးပတ်စံနေရတယ်ဆိုပေမဲ့လည်းသူ့နိုင်ငံသူ့ငွေချင်းနဲ့ကြတော့လဲတာမန်ပါပဲညမငွေနဲ့တော့မြောက်ပြီးတော့ဒါလူတွေကအချိန်ကြီးနေကြတာပေါ့လေတကယ်တကယ်ကြသူ့နိုင်ငံသူ့ငွေချင်းနဲ့ကြတော့လဲရုန်းကန်ရတာပါပဲနော်အဲ့လိုမျိုးလေးအဲ့လိုမျိုးဆိုတော့ ဟိုဘယ်လိုခေါ်မလဲသူ့ဝင်နဲ့သူသုံးရတာလေမြန်မာဝင်နဲ့တွက်ပြီးသုံးဝင်နေရတာမဟုတ်တာဟုတ်တာလားဆိုတော့ဒေါ်လာနဲ့ရပြီးမြန်မာဝင်နဲ့တွက်ပြီးသုံးရတာမဟုတ်တာသူ့ငွေချင်းနဲ့သူသုံးရတာဆိုတော့ဟိုဥစားဖြစ်ဘူးလေမင်းလောက်ကအောင်နေရတာပဲအဲ့တော့ကျမကလေသူ့အော်ကိုသားလေးရောသုံးပါစီဆွဲပါစီဆိုကျမဒေါ်လာတထောင်တထောင်ပေးတယ်သူကတထောင်တထောင်သူကသူစုတယ်တဲ့သုံးမှုတယ်သူပစံနေပဲသူလောက်အောင်သုံးတယ်တဲ့ဆိုတော့ကဲပေးမယ်မမေကဒီလိုလေးစုအောင်ဒီလိုလေးလုပ်အောင်လို့ဆိုတဲ့ခါကျတော့ရတယ်တဲ့စုလိုက်မယ်တဲ့နိုးနီးတဲ့မမေပေးစရာမလိုဘူးတဲ့ တိုင်းကျူးပေါ့အဲ့တော့လေအဲ့တော့လေတိုင်းကျူးပေါ့ဟာလာတိုင်းကျူးပေါ့အဲ့လိုဖုန်းလေးပါလေဝယ်လိုက် iPhone လေးပါလေသူ iPhone လေးက7နှစ်ပဲရှိသေးတယ် iPhone လေးဝယ်လေဒါလေးဟိုဥစားဖုန်းလေးကဟိုအဖြစ်နေရဆိုတုံးလို့ရနေသေးတယ်ဘာလို့မလဲတဲ့နေပလစ်စီတဲ့တုံးလို့ရနေသေးတယ်မမေလာရင်တော့တဲ့ဝယ်ပေးခြင်းဝယ်ပေးပေါ့အခုမမေကလည်းစမုံတုံးသွားပြီဘာလို့မရတော့မမေကလည်းစမုံတုံးသွားပြီသွားလို့မရတော့ဟုတ်တယ်လားအဲ့တော့ အဲ့လိုဝယ်လိုက်လေဝယ်ရတယ် cash နဲ့ပဲပေးဝယ်လိုက်ဥစားလေးမိစွာတည်ရင်မမေပတ်စံပေးပါမယ်ဝယ်လိုက်ပါဆိုအေးမဝယ်ဦးတဲ့နှမျောလို့တဲ့ အဲ့ဒါနဲ့ဒီတိုင်းဝါနဲ့ဝယ်မယ်ဆိုလဲသူတက်လာ45ကျပ်လာ45ဒေါ်လာပေးရမလားဘာအဲ့လိုမျိုးလေးအဲ့ဒါလေ45ဒေါ်လာပေးရမှာမလို့တဲ့မဝယ်ဘူးတဲ့ဘာဖြစ်ဖုန်းကကောင်းနေသေးရဲ့လေးတဲ့ဘာလို့ဖို့လဲတဲ့ပြောင်းတော့လဲတဲ့ဒါပဲဒါပဲလေးတဲ့ဒါပါပဲတဲ့ဟိုဥစားတိတ်ပြီးမထူးပါဘူးတဲ့ဟိုကိုလည်းအရန်ဟွာလုံနေတာမဟုတ်ဘူးတဲ့အင်းရောက်ကွန်ပျူတာနဲ့ပဲတုံးတာဆိုတော့တဲ့မလို့အပ်ပါဘူးတဲ့မလို့အပ်တာဘာဖြစ်လို့အကုန်ခံမလဲတဲ့မဝယ်သေးဘူးတဲ့နေပလစ်စီဆိုမဝယ်ဘူး iPhone 7ကနေအခုဘယ်လောက်ရောက်သွားပြီလား iPhone က16ထိပြီးသားလားထွက်ထားလား 16တိပြီးထားတာသူများကလေးဆိုဘယ်ရမလဲเนาะပေါ်တိုင်းဝယ်ကြတာကျမတို့ကိုကျမကိုကိုမရဘူးကျမဆို Samsung fan လေကျမဆို Samsung နဲ့အစ်စ်ထွက်တာနဲ့ကျမဆိုလဲကြတာသိလားကျမအမေတောင်မှကျမကတော့မှသူ့လောက်ခနာမငြိမ်ဘူးသူ့လောက်တမာဒီအာမကောင်ကျမ Samsung အစ်စ်ထွက်ပြီဆိုကျမနဲ့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 ဖြစ်ပြီးလဲကြင်ပြီသိလားသူများတွေလဲပြီဆိုကိုလဲလေးလဲကြင်ပြီသိလားအဲ့လို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 ဆိုတော့လေအခုဒါတော်မှလေခဏပေးမောက်ပေါ့ဒီမှာ ဒါလေဒါနှစ်ယောက်စင်တူဝယ်ထားလို့မလို့စင်တူသူကကလာအရင်အမှုစင်တူဝယ်ထားလို့မလို့ဒီဥစ္စာတော့မှဒါအတူတူဆိုတဲ့ခါကျတော့ကိုကလဲဖို့အတွက်ကိုကမကောင်းမှုဖြစ်နေကိုလဲလိုက်အောင်မဖြစ်ပါဆိုလို့ကနာငြင်းနေတာမဟုတ်ရင်ကျမအစ်ထွက်တာနဲ့ကျမကိုကိုမရဘူးအဲ့လိုစိတ်မျိုးရှိရေသူကတော့အဲ့လိုစိတ်မျိုးလေးမရှိရှာဘူးသိလားကျမတက်တော်တယ်ပေါ့လေ အဝေးမှာထားရတာလေအရန်အပြောအဆိုတွေအရန်ထိန်ကိုကြောင်းရတာလေလေအများကြီးလောက်ရတာပေါ့နော်နားဝင်အောင်လေသားသမီးအထောင်ကိုတည်ရတာပေါ့ကိုသားသမီးကဘလို့လေးကြိုက်တက်တယ်ဘလို့လေးထိန်ရင်ရတက်တယ်ဆိုတော့အထာလေးကိုတည်ထားတယ်မာစတာကီးတည်ထားတော့လို့တလို့လှဲ့လို့ရတာပေါ့လေကီးမတည်ထားဘူးဆိုရင်တော့ကျမတို့ထိန်လို့မရဘူးနော်ကိုကအကြိုက်ကိုလည်းတည်ရတယ်ဇယိုက်ကိုလည်းတည်ရတယ်ကျမသားဆိုသူ့ကိုကျန်းတာမကြိုက်ဘူး ူ့ကိုအဲ့လို all hit ပြီးတော့မှသူ့ကိုရင်းရင်တီးတီးကြီးပြောဆိုတာမျိုးဆိုသူမကြိုက်ဘူး။အဲသူကသူ့နဲ့ဒီလို discuss တေချာလုပ်ပြီးပြောဆိုဆွေးနွေးသူပြောတာဆိုနားထောင်ပေး။ဒါတော့ကျမတစ်ခါတစ်ချက်တစ်ချက်ဆိုကျမသွေးဆူသေးတယ်။သူ့ဖေကကျတော့သွေးအေးတယ်။သူသားပြောတဲ့မြတ်သူကနားထောင်တယ်။ကျမသွေးဆူတယ်။တခုခုဆိုဝူးဝါးနဲ့ထပြတော့တခါလေးစားထပြေတော့အဲသူ့ဖေကကြားထဲကနေသူကညှိနှိုင်းရတာပေါ့လေ။အဲ့တော့သူ့ဖေကကျတော့သူကသွေးအေးတယ်။ဟိုနားထောင်တယ်။သူကစိတ်ရှည်လက်ရှည်နေနားထောင်။ကျမကျတော့တခုခုဆိုလို့ရှိရင်စောင်းအောင်နားမထောင်ချင်တော့ကျမရှူတိုင်းဆိုထပြေတော့ အဲ့လိုအဲ့လိုအဲ့လိုဆိုသူကသူ့ကိုကြမ်းလို့မရသူ့ကိုကြမ်းတာသူမကြိုက်ဘူးအဲအဲ့တော့အထာလေးတိရတာပေါ့နော်ရတူအကြိုက်ကလေးတည်ရခကြကိုလိုလိုပြောလို့ရတာပေါ့လေပြောစကားနားထောင်တာပေါ့160နဲ့8သိန်းဒါလေးရဒါလေး160နဲ့8သိန်းအဲ့ဒါလေးက160နဲ့8သိန်းမှာ160နဲ့8သိန်းမှာ